မင်္ဂလာပါခုချိန်အောင်ဆက်ပြီးတော့ဂျွန်လ9ရက်နေ့တနင်္လာနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါ ကျောင်းဆေးရုံစည်းကမ်းတွေနဲ့ဒီရဲရွာတွေတဲကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့စစ်ကောင်စီတပ်ကဒီနေ့မှလည်းဆေးရုံတစ်ခုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်တဲကကျောင်းပေါက်ရွာမှာရှိတဲ့ဒီဆေးရုံကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတစ်ယောက်သေဆုံးပြီးတော့အမျိုးသမီး၃ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဂျွန်လ9ရက်နေ့ဒီနေ့မနက်9နာရီခွဲလောက်မှာဘုံကျဲတိုက်ခိုက်ခံခဲ့ရတာလို့ဒေသခံတွေကပြောပါတယ်။ဆေးရုံဝင်းတဲကအဆောက်အုံတစ်ခု ုကလည်းလုံးဝကိုပြိုကျပျက်စီးသွားတယ်လို့ဆိုပါရယ်။စင်ကူးမျိုးနယ်ကတော်လန်ရေးတပ်ဖွဲ့တွေတင်းယူထားတဲ့မြို့ဖြစ်လို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဇက်တိုက်ဆူတလို့စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ဆိုကြပါရယ်။ရခိုင်ပြည်တန်တွဲမြို့နယ်တဲကစစ်ဘေးရှောင်တွေခိုးလုံနေတဲ့ရွာနှစ်ရွာကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတယောက်အပါဝင်အရက်သား၄ယောက်သေဆုံးသွားခဲ့ပါရယ်။ ကျန်တိုက်လေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက်အသက်12နှစ်အရွယ်မိန်းကလေးငယ်တယောက်အပါအဝင်ပြည်သူ၄ယောက်သေဆုံးခဲ့ပြီးတော့၈ယောက်ကဒဏ်ရာရရှိခဲ့ပါတယ်။တန်တွဲမြို့မှာရှိတဲ့စစ်သားစုဆောင်ရေးဌာနနေရာအပါအဝင်ဒီကြောက်ကြီးနဲ့ပဇွန်ဖြေရွာတဲ့ကိုဂျွန်လ9ရက်နေ့ညကလေချောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုဘုံကျဲတိုက်ခိုက်မှုတွေထဲမှာတော့စစ်ဘေးရှောင်တွေခိုးလုံနေတဲ့စာတင်ကျောင်းကိုလည်းဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံများဆိုပါတယ်။ဂျွန်လကုံအထီး ီအပြည့်ရက်ကာလထတ်တိုးထားတဲ့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုလုံးဝမရက်ခဲ့သလိုဒီမြေပြင်မှာဆိုလို့ရှိရင်လည်းထူးဆစ်ဆင်မှုတွေကိုဇက်တိုက်လုပ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝမ်းမှာတော့မေလာမှာဖြစ်ခဲ့တဲ့ဒီစစ်ရေးပဋိပက္ခတွေထဲမှာအသက်၁၈နှစ်အောင်မိန်းကလေးငယ်တွေအပါအဝင် အမျိုးသမီး62ယောက်သေဆုံးခဲ့တယ်လို့မြန်မာအမျိုးသမီးတမက BWU ကပြောပါတယ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပြင်မြေပြင်ကတိုက်ပွဲတွေနဲ့စစ်ရေးပဋိပက္ခတွေထဲမှာသေဆုံးခဲ့တာပဲဖြစ်ပါတယ်သေဆုံးခဲ့တဲ့အမျိုးသမီး62ယောက်ထဲမှာအသက်၁၈နှစ်အောင်မိန်းကလေးငယ်ကတော့ဒီ29ယောက်ရှိတယ်လို့ BWU ကဆိုပါတယ်အကြမ်းဖက်တိုက်ခိုက် က်မှုတွေမရက်သေးသေးရော ထိခိုက်သေးဆုံးမှုတွေကတိုးလာနေအောင်မှာဖြစ်တယ်လို့ BWU ရဲ့တွဲဖက်အထွေထွေအတွင်းရေးမှူးနှစ်မတ်ရင်မျိုးလိုင်ကပြောပါတယ်စစ်ကောင်စီရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီး81ယောက်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်၄ယောက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်၄ယောက်အချင်းထောင်ထဲမှာစေကူတာခွင့်မရတာကြောင့်၁ယောက်နဲ့စစ်တပ်ရဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်၂ယောက်အလုံးပေါင်း62ယောက်အသက်ဆုံးရှုံးခဲ့ရပါ sorry. လဝိပြိသက်တွေအတွက်ချင်းလူငယ်ဖိုက်တာဂျော့ချ်ဖာဘန်ရဲ့ဒီ MNA တိုင်ပေါင်းစုံလဝိထိုးသက်ပွဲအကြောင်းကိုပြောပြချင်ပါတယ်။မြန်မာစံတော်ချိန်အရဆိုလို့ရှိရင်တော့ဂျွန်လ၈ရက်နေ့မနေ့ညကရှင်ပြန်ခဲ့တဲ့ UFC 316မှာ UFC Flyweight ဒီ Flyweight အဆင့်၁နှစ်ကဝိုင်ရင်ဖိုက်တာအသက်35နှစ်အရွယ်ဘရာဇီးဖိုက်တာဒီ Bruno Silva နဲ့မြန်မာပြည်ပွားချင်းလူငယ်ဖိုက်တာဂျော့ချ်ဖာဘန်တို့ထိုးသက်ခဲ့ကြပါတယ်။ဆိုတော့အဲ့ဒီပွဲမှာ Bruno Silva ကို ချင်းလူငယ်ဖိုက်တာဂျောရှွာဗန်က သုံးချီမြောက်မှာအလဲထိုးနဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ဝိုင်းရင်ဖိုက်တာဘရူနိုဆေးဗာကိုအလဲထိုးနဲ့အနိုင်ယူခဲ့တာဟာဂျော့ရှဝါဗန်အတွက်တော့လေးပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာဂျော့ရှဝါဗန်ကဘရူနိုဆေးဗာကိုသုံးချီလုံးအသာစီးနဲ့ထိုးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။အသက်23နှစ်အရွယ်ချင်းလူငယ်ဖိုက်တာဂျော့ရှဝါဗန်ဟာ UFC မှာဒီ၈ပွဲထိုးသတ်ထားပြီးတော့9ပွဲအနိုင်ရရှိထားပါတယ်။ရှုံးပွဲကတော့2ပွဲပဲရှိသေးတာဖြစ်ပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါနိုင်ငံတကာသတင်းတွေထဲမှာဆိုရင်တော့ပထမဆုံးအနေနဲ့ယူကရိန်းစစ်ပွဲနဲ့ဆက်လိုက်ရအောင်ပါဒီယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံအကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ပြီးကြဆုံစစ်သားလဲလှယ်ဖို့ပြင်ဆင်နေတုန်းမှာပဲရုရှားတပ်ဖွဲ့တွေကယူကရိန်းနယ်မြေတွေကိုတိုးချဲ့သိမ်းပိုက်ခဲ့ပါတယ်တနင်္ဂနွေနေ့မှာတော့ဒီယူကရိန်းရဲ့အရှိအလယ်ပိုင်းကအာဒနီ အပရိုပက်ထရော့ပေါ့နော်အဲ့ဒီ data မှာဒီနေမြေတွေကို တိုးချက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရုရှားကထုတ်ဖော်ပြောဆိုလိုက်ပါတယ်အခုဆိုရင်ယူကရိန်းနေမြေတစ်ခုလုံးရဲ့ငါးပုံတစ်ပုံနီးပါးကိုသိမ်းပိုက်ထားနိုင်ပြီလို့ရုရှားဘက်ကပြောလိုက်ပါတယ်ဒါဟာရုရှားရဲ့ဗျူဟာမြောက်စစ်လေယာဉ်တွေကို ယူကရိန်းက drone တွေနဲ့တိုက်ခိုက်ဖျက်ဆီးလိုက်ပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးနေမြေတွေကိုတိုးချက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေအတွက်ကလဲစားပြန်ချိမယ်လို့ရုရှားသ မရပူတင်ကအမေရိကန်သမ္မတဒိုနယ်ထရမ့်ကိုဖုန်းဆက်သွယ်မှုမှာပြောဆိုခဲ့တယ်လို့သမ္မတထရမ့်ကပြောပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကတော့ဒီထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ကတင်းမာမှုတွေအကြောင်းကိုပြောပြပါမယ်။တင်းမာနေတဲ့နှစ်နိုင်ငံနယ်စပ်နားမှာရှိတဲ့ဒေသဆိုင်ရာစစ်တပ်တွေတွေ့ဆုံပြီးတဲ့နောက်မှာတော့ကမ္ဘောဒီးယားကစစ်တပ်တွေကနောက်ဆုတ်ပေးလိုက်တဲ့အတွက်တင်းမာမှုနည်းနည်းလေးလျော့နေသွားခဲ့ပါတယ်။ ဒါပေမဲ့နေဆက်မှာဒီနှစ်ဖက်အပြန်အလှန်တင်းကျပ်မှုတွေကတော့ဆက်ပြီးတော့ရှိနေပါတယ်။ထိုင်းဘက်ကတော့နေဆက်ဂိတ်အများပြားမှာဂိတ်ဖွင့်ချိန်တွေကိုရှော့ချလိုက်ပါတယ်။ကမ္ဘောဒီးယားကလည်းဒီထိုင်းလူမျိုးတွေကိုဗီဇာမပါဘဲရက်ပေါင်း60နေထိုင်ခွင့်ပေးနေရကနေနေထိုင်ခွင့်ကိုတပတ်ပဲပေးတော့မယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားနေဆက်ဒီပွိုင်ပတ်မှာဆိုလို့ရှိရင်ရှိအဲ့ဒီဒေသမှာရှိတဲ့ဒီကာစီနိုတွေကိုတော့ထိုင်းလူမျိုးတွေကိုသွားခွင့်ပေးမှာမဟုတ်ဘူးလို့ထိုင်း ဘက်ကပြောပါတယ်အငင်းပွားနေကြတဲ့ဒီထိုင်းကမ္ဘောဒီးယားနယ်စပ်တနေရာမှာပြစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းနှစ်ဖက်စစ်တပ်တွေတိုးချဲ့ချထားရာကနေအခြေအနေတွေကတင်းမာနေခဲ့တာဖြစ်ပါတယ်နောက်ဆုံးတပုတ်ကတော့ဆေးအစ်စ်တစ်မျိုးအကြောင်းကိုပြောပြပါမယ်။ပြိသက်တွေနဲ့ဒီပြိသက်တွေရဲ့အနားမှာပေါ့လေ။အာ ဆေးကိုမမြူချတက်လို့ဆေးလုံးတွေဒီဆေးတောက်တွေကို ဖောက်ခြေကျိတ်ပြီးတော့ပေါ့နော်ဒီခြိုးတဲ့အရာဥမာ nose တို့ဒါမှမဟုတ်ရင်လေပြားရည်တို့ဖြောရည်တစ်ခုခုနဲ့ပေါ့နော်အဲ့လိုခြိုးတဲ့အရာတစ်ခုခုနဲ့တွဲပြီးတော့တောက်ရတဲ့သူတွေကိုတွေ့ကောင်းတွေ့ဘူးပါလိမ့်မယ်မိတ်ဆွေကိုယ်တိုင်လည်းဖြစ်နိုင်ပါတယ်ကျမရဲ့ပြိသက်တွေထဲမှာလည်းဒီလိုမျိုးပါနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆေးကိုမမြူချတက်တဲ့မမြူတက်တဲ့လူတွေအတွက်တော့အထူးအခက်တွေ့စေမဲ့ဆေးတစ်မျိုး ပေါ်ပေါက်လာနေပါတယ်ဆိုတော့နှစ်စဉ်အန်တီဘိုက်တစ်လို့ခေါ်တဲ့ပြည်ဇေဝဆေးတွေဒီအာ မတိုးတဲ့အတွက်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲယောဂပိုးတွေကဒီဆေးပြီးသွားတဲ့အတွက်လူပေါင်းများစွာကသိဆုံးနေကြပါတယ်ဆိုတော့ဒီလိုဖြစ်ရတာကလည်းလူတချို့ဟာဆိုလို့ရှင်ဒီပြိဇေဝဆေးကိုအချိန်အမှန်မတောက်တာမျိုးပေါ့ဒါမှမဟုတ်ရှင်လဲဒီကိုစကုံအောင်ပေါ့ဥမာဆရာဝန်ကတလားတောက်ပါလို့ပြောလို့ရှင်တလားပြည့်အောင်တရက်ကို၃ချိန်ဆိုတရက်ကို၃ချိန်မတောက်တာမျိုးပေါ့နော်ဒီလိုမျိုးမတောက်တာတွေကြောင့်ဖြစ်လာလေးရှိပါတယ်ဆိုတော့အဲ့လိုမျိုးဆေးမတိုးတဲ့ယောဂပိုးတွေအတွက် ကုထုံးအစ်စ်ကိုဆရာဝန်တွေကတွေးခဲ့ပါတယ်။ဒါကတော့ပိုးတည်စေတဲ့နောက်ထပ်ဆေးတမျိုးမဟုတ်တော့ဘဲဒီလူကိုအကျိုးပြုတဲ့ bacteria တွေကို ပြန်ထည့်ပေးပြီးတော့ရောဂါပိုး bacteria တွေကိုပြန်လည်တိုက်ဖြတ်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့လိုမျိုးတိုက်ဖြတ်ဖို့အတွက်ဆေးတောင်လေးတွေထဲမှာလူရဲ့မဆင်ဟုတ်ပါတယ်။နားကြားမမပါဘူးရှင်။လူရဲ့မဆင်မှာလူရဲ့မဆင်ကိုအာထည့်သွင်းထားတာကြောင့်ဆေးကိုဒီဖောက်တောက်ဖို့ တော့တော်တော်လေးကိုခတ်ပါလိမ့်မယ်ဆေးမမြိုတက်တဲ့သူတွေဒီဆေးကိုတောက်ရမယ်ဆိုရင်တော့မရရအောင်မြိုချဖို့အတွက်လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်ရှင်တရင်နဲ့မီဒါကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။